မိတ်ဆွေရဲ့ meeting ခန်းကမိတ်ဆွေရဲ့ company ရဲ့ first image ပဲဖြစ်ပါတယ်ဒီမှာပါမိတ်ဆွေရဲ့ meeting ခန်းကမိတ်ဆွေရဲ့ company ရဲ့ first image ပဲဖြစ်ပါတယ်အခုလိုအရေးကြီးတဲ့ meeting ခန်းကိုအထဲမှာဆိုလို့ရှိရင်ကျွန်တော်တို့အရေးကြီးတဲ့အချက်တွေဘာတွေဖြစ်မလဲဆိုတာကျွန်တော်ပြောပြပေးသွားမှာဖြစ်ပါတယ်အာနံပါတ်1ချက်ကတော့ကျွန်တော် meeting ခန်းက နေရာမှာ silent ဖြစ်ပြီးတော့ quiet ဖြစ်တဲ့နေရာမှာရှိတင်ပါတယ်ဒါမှပဲကျွန်တော်တို့အကောင်းဆုံး brainstorm လုပ်နိုင်မှာဖြစ်ပါတယ်နံပါတ်2အချက်ကတော့ကျွန်တော် display ကောင်းကောင်းလုပ်ပါတယ်အချို့ရ TV သုံးတယ်ချို့ရ projector သုံးတယ်ဒါမှမဟုတ် interactive တွေသုံးတယ်ပေါ့နော်ဒါမိတ်ဆွေအနေနဲ့အကောင်းဆုံးရွေးချယ်ပြီးသုံးဆွဲရဖို့လိုပါမယ်နောက်တစ်ခုကတော့ HDMI cable ဒါမှမဟုတ်လို့ရှိရင်လည်း adapter ပေါ့နော်ဒါရီကတော့ကျွန်တော်တို့ laptop နဲ့ macbook တို့နဲ့ကျွန်တော်တို့တွဲဆက်ပြီးတော့ကျွန်တော်သုံးဆွဲဖို့အတွက်ဒါအဓိကအရေးပါပါတယ်။နောက်တစ်ခုကမိတ်ဆွေရဲ့ meeting ခန်းကကျယ်မယ်ဆိုလို့ရှိရင် sound system ကောင်းကောင်းလုပ်ပါမယ်။ ကောင်းဆုံးရွေးချယ်ပြီးတုံးဆွဲထားဖို့လိုပါမယ်။အင်တာနက်ကောင်းကောင်းရှိဖို့လိုမယ်။ဒါမှလည်းကျွန်တော် internet ကနေ reference လောက်ဆရာရှိတာလေးဆိုလို့ရှိရင်လည်းကျွန်တော်လွယ်တကူ reference လောက်သွားလို့ရမှာဖြစ်ပါတယ်။နောက်ဆုံးအချက်ကတော့ကျွန်တော် video conferencing video conferencing လုပ်မယ်ဆိုလို့ရှိရင်လည်းကျွန်တော်တို့အခန်းထဲ live ဖတ်တဲ့ video conferencing ကိုကျွန်တော်ရွေးချယ်ပြီးတုံးဆွဲထားဖို့လိုမယ်။ video camera, microphone, speaker phone တာမျိုးတွေကိုကျွန်တော်အကောင်းဆုံးရွေးချယ်ပြီးတော့တုံးဆွဲထားဖို့လိုပါမယ်။ အပေါ်အချက်တွေဘာပဲလို့လို့ကျွန်တော်တို့ဘော့တက်စ်မှာရှာလို့ရပါတယ်ကျေးဇူးတင်ပါတယ်